ခုဒီတစ်ခါမှကြတော့ဆိုမထူးထူးခြားခြားသတင်းလေးပြောပြပေးဦးမယ်ရဲမေတရားအကြောင်းပေါ့နော်တောင်ကိုရီးယားရဲမေအဲ့တော့ရဲမေဆိုတာများသောအားဖြင့်ကဟိုသူတို့ကြံ့ကြံ့တန်းတန်း training တွေလုပ်ရလို့ဟိုရုပ်ကလေးကပြောမှာထွားထွားချမ်းချမ်းပေါ့အဲ့လိုမျိုးလေးဒါပေမဲ့အခုဆိုရင်ဒီတောင်ကိုရီးယားနိုင်ငံကအခုရဲမေပေါ့နော်သူကကြတော့တောင်ကိုရီးယားမှာအချောဆုံးရဲမေဆိုပြီးတော့ပြောနေကြတယ်အဲ့တော့တော်တော်လေးကိုဓာတ်ပုံထဲမှာဆိုလို့ရှိရင်တော်တော်လေးကိုချော်တယ်သူကချစ်စရာလေးချစ်စရာတောင်းနေနော်အဲ့တော့ဒါဒီသတင်းကကြတော့ the messenger ထဲကနေပြီးတော့ဆိုမဖတ်ထားပါပေါ့နော်အဲ့တော့ ီမှာဆိုရင်တောင်ကိုရီးယားကအချောဆုံးရဲမေဆိုပြီးတော့သူဘာကြောက်ပြောလဲဆိုတော့သူကဒီရဲမေဝစ်စုံလေးနဲ့ပေါ့နော်သူရဲ့ Facebook က profile picture ကိုလည်းချိန်ထားတယ်ချိန်ထားတဲ့ခါမှာဆိုရုပ်ကလေးကလည်းချောချောလေးနဲ့ရဲမေဝစ်စုံလေးဆိုအားလုံးကအထူးဆန်းဖြစ်ကြတယ်အဲ့တော့သူ့ကိုဒီ social media လူကြီးတော်တော်များများလည်းနှစ်သက်ကြပါတယ်တဲ့အဲ့တော့အဲ့လိုမျိုးဒီရဲမေပုံနဲ့ profile picture ချိန်နေဆိုတော့ဒါတော်တော်များများလုံးလို့ရတဲ့ကိစ္စပဲပေါ့နော်သူကရဲမေအစ်စ်ဟုတ်မဟုတ်တော့အားလုံးကသိချင်ကြပါတယ်တဲ့အဲ့လိုသိချင်တဲ့ခါမှာဆိုရင်သူကဒီတောင်ကိုရီးယားရဲတပ်ဖွဲ့ဟာဆိုလို့ရှိရင်လေဒီရဲမေကောင်းမလေးကတကယ်ကိုသူတို့တောင်ကိုရီးယားရဲ တပ်ဖွဲ့ရဲမိပါဆိုပြီးတော့အတီးပြပြောကြခဲ့ပါတယ်အဲ့တော့ဒီကောင်မလေးနာမည်ကဘာတူလဲဆိုတော့ခင်မီဆိုဆိုတဲ့ဒီရဲမိပေါ့နော်သူကဘာကြောင့်အလောက်တောင်ချောရလဲဆိုတော့တောင်ကိုရီးယားအလှမယ်ပြိုင်ပွဲကိုအရင်တော့ဝင်ပြိုင်ခဲ့ဘူးတဲ့အင်းအဝင်ပြိုင်ခဲ့ဘူးတဲ့ဒီ model တယောက်ဖြစ်တဲ့အတွက်သူ့မှာ model တယောက်မှာရှိတဲ့အလှပတရားတော့သူ့မှာရှိနေမှာပဲအဲ့တော့ဒီရုပ်ကလေးကလည်းလှတယ်ခန္ဓာကိုယ်လေးကလည်းလှတယ်အဲ့ဒါကမှတဆင့်ဒါပေါ့နော်ရဲမိဆိုတဲ့အလုပ်ကိုသူနဲ့သူကပြောမလို့အလှမယ်နဲ့ရဲမိတယ်ဆိုတာနည်းနည်းတော့နေရာအရအကွာချားတယ်နော် ဲ့တော့အဲ့လိုမျိုးစန့်ကျင်ဘက်အလုပ်တစ်ခုသူသွားပြီးတော့ရဲမေတူအနေနဲ့ရက်တည်တဲ့ခါမှာဆိုရင်အရင်တော့အလှမယ်လို့တော့ဆိုရင် swim suit နဲ့ရိုက်ထားတဲ့ပုံတွေဒီပုံလေးတွေကလည်း online ပုံမှာပြန်ပြီးတော့ပြန့်နှံ့လာတယ်ပြီးတဲ့ခါမှာသူ့ရဲ့အလှပကြောက်ဆိုပြီးတော့ဒါတောင်ကိုရီးယားကအလှပဆုံးရဲမေဆိုပြီးတော့ပြောကြရဲတဲ့အဲ့တော့ဒါလှတဲ့ပြည်သူဝန်ထမ်းတွေကနည်းနည်းတော့အခက်ကြုံရတယ်တခါတရုတ်ပြည်ရလားမသိဘူးเนาะရဲရဲသားတယောက်လေးအရန်ချောလို့ဆိုပြီးမာရသွန်ပြေးနေတဲ့ကောင်မလေးတွေလုံးဝမပြေးတော့ဘူးသူ့ဘေးမှာအကုန်လုံးဝိုင်းလာကြတာလေအဲ့တော့ဒါနည်းနည်းလေးတော့အနောက်ရှက်ဖြစ်တယ်လှုပ်တဲ့အလုံးနဲ့ရုပ်ကလေးနဲ့ကတိတ်ပြီးတော့မကိုက်ကြီးတဲ့ခ ါကြတော့လေဒါရဲမီကချောတော့ချောလှတော့လှဒါပေမဲ့ဟို2 piece တွေပါရင်တော့ဓာတ်ပုံထပ်မြိုက်တော့နေပေါ့နော်အစ်စ်တွေပါအဲ့တော့ပုံဟမ်းနေရတာကိစ္စမျိုးရှိအစ်စ်ထက်ရရင်တော့သူ့အလုံးလည်းမကိုက်နေတော့နော်ဟုတ်တယ်နော်ဒါပေမဲ့ဟိုရဲဝင်နေနေဘွားနော်အဲ့ဒီရဲအရင်များတယ်ဟုတ်တယ်ဟိုသူ့ပြောရဲမီလည်းဖြစ်နေတယ်ပြီးတော့အမျိုးသမီးတို့ဖြစ်တဲ့ပြင်အရင်ချုံးဝေါနေရတော့ကြောင့်အနေနဲ့တော့တော်တော်များတယ်နော်ဟုတ်တယ်သူ့ရဲ့အလှပါကိုထိတ်ကြိမ်မှမကြောက်ဘူးနော်ဟိုမှာစန့်ကျင်ဘက်လိုကိုရွေးချယ်လိုက်တာတော်တယ်တကယ် ကဲကုခိုင်းကျော်ကြတော့ဒီတစ်ခေါက်မှာဂျိုလီနဲ့ပတ်သက်တဲ့သတင်းပြောမယ်เนาะအဲ့တော့အင်ဂျင်နီယာဂျိုလီဆိုလို့ရှိရင်အားလုံးသိမှာပါအဲ့တော့သူမှဒီရင်သားနဲ့ပတ်သက်ပြီးတော့เนาะရင်သားကင်ဆာဖြစ်ပွားမှာဆိုးရတဲ့အတွက်ကြောင့်ရင်သားနှစ်ဖက်စလုံးဖြတ်လိုက်တယ်ဖြတ်ပြီးတော့ကုသမှုခံယူရယ်ပေါ့เนาะအဲ့တော့ဒါသူအရန်တော်တယ်ဒီဆုံးဖြတ်ချက်ချခဲ့ရအဲ့တော့သူကသူ့ရင်သားကိုလည်းပြန်လဲပြီးတော့သူပြုတ်ပြင်ထားသေးတယ်ဒီဖြတ်ပြီးတော့ခွဲစိတ်ပြီးတဲ့အခါမှာဖြတ်ပြုတ်ပြင်ထားတယ်ဒါနဲ့ပတ်သက်ပြီးတော့လေလူတွေကတိအတိများလာတယ်ဘယ်လိုဖြစ်သွားလဲဆိုတော့ရင်သားကင်ဆာနဲ့ပတ်သက်ပြီးတော့ဘဟုသုတတွေပြည်သူတွေမှာပို့ပြီးတော့များသွားတယ်သူကိုယ်တိုင်ကဥဆောင်ပြီးလုပ်ပြလိုက်တဲ့အခါမှာ မှာအလူတွေအားလုံးပို့ပြီးတော့ပေါ့နော်ဟိုမကြောက်တော့ဘူးရင်သားကင်ဆာဆိုအားလုံးကကြောက်နေကြတာအဲ့ဒါနဲ့ပတ်သက်တဲ့သတင်းလေးကိုပြောပြပေးမှာပါအဲ့တော့ရင်သားကင်ဆာခွဲစိတ်ကုသမှုခံယူကြခံယူမှုပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့သူကမီဒီယာတွေမှာလည်းသူတည်တည်ကြာကြာဘူးလို့လည်းပြောခဲ့တာအဲ့လိုပြောခဲ့တဲ့အခါမှာဒါပရိသတ်တွေပြည်သူလူထုတွေမှာဆိုလို့ရှိရင်ရင်သားကင်ဆာနဲ့ခွဲစိတ်ကုသမှုခံယူမှုအကြောင်းကိုသိရှိမှုတွေကတဖြည်းဖြည်းနဲ့ပို့ပြီးတော့တိုးတက်သွားတယ်တဲ့အဲ့တော့ဒါသူတို့ဟိုစစ်တမ်းတွေစာရင်းတွေအရာသိရတာပေါ့နော်အွန်လိုင်းအသုံးပြုပြီးတော့တဲ့ဒီရင်သားဖြတ်ထုတ်ပြီးပြန်လည်ပြုပြင် ွဲစိတ်ခြင်းအကြောင်းကို အမျိုးသမီးအယောက်တစ်ထောင်ကိုသူတို့မေးမြန်းတဲ့အခါမှာဆိုရင်ဒီအမျိုးသမီးတွေကဘုံသူတရတွေတော်တော်များများရနေတယ်ဆိုတော့တည်င်းဝင်သိရတာပေါ့နော်အဲ့တော့ဂျူလီယာဆိုလို့ရှိရင်သူက၃လခန့်ဆေးကုသမှုကိုခံယူခဲ့တယ်ရင်သားနှစ်ဖက်စလုံးခွဲထုတ်ပြီးတော့ပြန်ပြီးတော့လဲသူကပြုပြင်ခွဲစိတ်မှုတွေခံယူခဲ့တယ်တဲ့သူမမှာဆိုရင်ဘာဖြစ်တာလဲဆိုတော့ BRCA1 လို့ခေါ်တဲ့မျိုးပီဇာပေါ့နော်ဒီပြောင်းလဲတဲ့အတွက်ကြောင့် ရင်သားနဲ့တောင်းဝင်ကင်ဆာပို့ပြီးတော့ဖြစ်နိုင်ချေများနေတဲ့အတွက်ကြောင့်ပေါ့နော်သူကဟိုမျိုးလိုက်ပြီးဖြစ်တာနဲ့ဖြစ်မှာဆိုးတဲ့အတွက်ကြောင့်သူ့ရဲ့အမေတွေနောက်သူ့ရဲ့အတော်တွေအဖွားတွေအားလုံးကလည်းကင်ဆာရောဂါနဲ့ဆုံးသွားတယ်သူမှမှလည်းဖြစ်နိုင်နေအဲ့ဒီကြောင့်ပေါ့နော်သူကဒီခေါ်စိတ်ကုသမှုလောက်လိုက်တာအဲ့တော့ဒီမှာသူပြောထားသေးတယ်အဲမျိုးသမီးတိုင်းမှာပေါ့နော်ကိုပိုင်ရွေးချယ်မှုရွေးချယ်ခွင့်ဆိုတာရှိပါတယ်တဲ့အဲ့တော့ရင်သားခွဲထုတ်ဖို့အဆုံးဖြတ်ချက်ချရတယ်ဆိုတာအမျိုးသမီးတွေအတွက်တော်တော်မလွယ်တဲ့အဆုံးဖြတ်ချက်တစ်ခုပါတဲ့ဒီအဆုံးဖြတ်ချက်ကိုချနိုင်ရတဲ့အမျိုးသမီးတွေအားလုံးကိုလည်းပေါ့နော်ဟိုသူကဝမ်းသာပါတယ်ပေါ့ကျိုးစိုးပါတယ် ့လည်းပြောတယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့ဒီသူဆိုလို့ရှိရင်သူ့ရဲ့ကင်ဆာရောဂါဖြစ်ပွားဖို့ရာဂိုင်နှုန်းက89ရာဂိုင်နှုန်းရှိခဲ့တာအခုဆိုရင်9ရာဂိုင်နှုန်းထိကျသွားတယ်တဲ့။တော်တော်လေးကိုကျသွားတာနော်။ဟုတ်တယ်။သူကဥဆောင်ပြီးလုပ်လိုက်တဲ့အခါမှာအကြီးကားပေါ့နော်။ဒါအမျိုးသမီးတွေအားလုံးအတွက်စံပြအမျိုးသမီးတူဖြစ်သွားတဲ့အခါမှာတခြားအမျိုးသမီးလေးတွေလည်းပို့ပြီးတော့တက်တိရှိလာတာပေါ့နော်။ဖိုက်လို့ဖို့မကြောက်ကြတော့ပေါ့။ဒီနောက်ကင်ဆာဆိုတော့ဘဝရှုံးသွားတဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။ပြန်ပြီးတော့ထူထောင်အောင်ပါပဲနော်။อืมဟုတ်တယ်။ အခုကြတော့မင်းတင်ဆက်ပေးချင်တာကကြတော့ဟိုထူးခြားတဲ့နေရာလေးပေါ့နော်ထူးခြားတဲ့နေရာလေးကို ရင်ပြိသက်တွေနဲ့ဒီမြောက်ခေါ်ဆောင်လာကြတယ်เนาะဆိုင်ခင်ရလဲထုတ်သွားပြင်လိုက်အောင်ပဲเนาะခဏခဏလုပ်လဲဒါပေမဲ့ဒါတတိရှိမှရမယ်ဒီမြောက်ရအောင်လိုက်တော့ပါဦးလိုက်တော့ရတယ်ထူးဆန်းတဲ့အကြောင်းလေးပါဒီတရုတ်နိုင်ငံကပေါ့เนาะဒီတောင်ထွန်းနှစ်ခုကြားမှာဆက်သွယ်ထားတယ်တဲ့ကမ္ဘာပထမဆုံးဖန်နဲ့လောက်ထားတဲ့ဒီတန်ကင်းတရားပေါ့เนาะစတင်ဖွင့်လှစ်တဲ့အကြောင်းပေါ့တော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 ့လိုက်တော့ထုတ်ပြင်ပေးလိုက်ရမလားကြောက်ပါခင်ဗျာ ဒီတရုတ်နိုင်ငံမှာရှိရဲပေါ့နော်ဒီပေး960အရှိရှိရဲတဲ့ဒီတောင်ထွန်းနှစ်ခုကြာပါပေါ့နော်ဒီဖန်နဲ့လောက်ထားတဲ့ တရားကိုပေါ့နော်စတင်ပြီးတော့ဖွင့်လှစ်လိုက်ပြီးဆိုတဲ့တဲ့င်းကိုပေါ့နော်တင်ဆက်ပေးချင်တာအရင်ကဆိုလို့ရှိရင်အဲ့ဒီတရားကဆိုလို့ရှိရင်တက်သားနဲ့လှုပ်ထားတဲ့တရားတဲ့တက်သားနဲ့လှုပ်ထားတာပေါ့နော်အဲ့ဒီတရားရဲ့ဒီအဲ့ဒီတရားဟိုတိဆောက်ထားတဲ့ဒီတောင်ထွန်းနှစ်ခုရဲ့နာမည်အကြတော့ရှီနီဟာစီဂျိုဘတ်ဆိုရဲ့ဒီတောင်ရဲ့နောက်တစ်ခုကကြတော့စတုန်းဘုဒ္ဓဆိုရဲ့တောင်ထွန်းနှစ်ခုကိုဒီတရားဆိုလို့ရှိရင်ဆက်သွယ်ထားတာတဲ့အဲ့ဒီတရားဆိုလို့ရှိရင်တဲ့2014ခုနှစ်မှာတဲ့ကဘာလက်ခရီးသွားရတာပေါ့နော်ဒီဆွဲဆောင်မှုသူတို့ဆွဲဆောင်မှုပေါ့နော်ရီ ွယ်ပြီးတော့ဖွင့်လှစ်ထားတဲ့တရားဆိုပြီးတော့လည်းပြောထားရတယ်။ပြီးတော့အဲ့ဒီတရားရဲ့နေရာအချို့မှာပေါ့နော်ဒီဖန်နဲ့လောက်ထားတဲ့ကြမ်းကင်းတွေကိုတဲ့စတင်ပြီးတော့အသုံးပြုခဲ့တယ်တဲ့အခုအခါမှာဆိုလို့ရှိရင်လည်းဒီကမ္ဘာပထမဆုံးလောက်ထားတဲ့ဖန်နဲ့လောက်ထားတဲ့ဒီတရားကိုဆိုလို့ရှိရင်ပေါ့နော်ကမ္ဘာအရှည်ဆုံးပေါ့နော်ဒီဖန်နဲ့လောက်ထားတဲ့ကြမ်းကင်းတရားဆိုပြီးတော့လည်းပြောထားတယ်တဲ့အမှန်တမ်းပါ ဒီမကြသေးခင်ကပေါ့နော်ဒီ engineer ဆက်တက်ဦးကလေတသားရဲ့ဒီတသားပြားနေရာတွေမှာပေါ့နော်အရင်ကတသားပြားဆိုတော့အဲဒီတသားပြားတွေကိုတဲ့အစားထိုးတာပေါ့နော်ဒီဖန်ပြားတွေနဲ့အစားထိုးပြီးတော့ ြင်ခဲ့ကြရတယ်ဗောနော်လောက်ခဲ့ကြရတဲ့လာရောက်လေဘက်သူတွေကလည်းဒီဖန်ဆိုတော့သူကမြင်နေရတာဗောနော်ဒီဒူးတွေတုံနေကြရတယ်တဲ့နန်းချောက်ပြီးတော့သူကကျိုးလဲကျိုးလဲကျိုးတရားဖြစ်တာဟိုကျိုးလဲကျိုးတရားဖြစ်တာဆိုတော့ရှောက်လိုက်လို့ရှိရင်လှုပ်လဲလှုပ်တယ်ပြီးတော့ကြည်နေတဲ့အတွက်ကြောင့်အဲ့ရှုံညော်ခင်းနေရတယ်အရန်ကိုလှပြီးတော့အရန်ကိုဆွဲဆောင်မှုရှိတယ်ဆိုပြီးတော့လည်းပြောထားတယ်ရှင့်အဲပြီးတော့နောက်ထပ်ပြောတာကကြတော့ အဲ့ဒီတရားအဲ့လိုမျိုးလှုပ်ပြီးတော့တုံနေတယ်ပြီးတော့ရှင်ရောင်ကင်းတွေလည်းအရန်လာတဲ့အတွက်ဒါောင်းနဲ့သူရဲကောင်းတရားလို့လည်းခေါ်တင်ကြတယ်တဲ့ဖြစ်နိုင်တယ်သူရဲကောင်းတွေမှာတက်နိုင်တာတို့ဟဲ့သွားသွားဆုံးမကြည့်လိုက်ကြပါလားလိုက်ကြရသွားလို့ရသူဖောက်သူသူဖောက်သူအရှိဆုံးတရားအဖြစ်တည်ရှိနေပါသေးကိုမလိုက်တော့ပါဘူးကိုမသွားလဲဘာမှမပြောဒါပေမဲ့အဲ့ဒီတရားမှာဆက်ပြီးတော့သွားရိုက်စင်တယ်ဆိုတာသူရဲရယ်တငယ်ချင်းရယ်အဖကူကြီးရပါလားအကသူရဲကောင်းကဲဒါဆိုရင်ဒီနေ့တရင်လေးဆောင်းလိုက်နော်ခဏနားကြမယ်နော် ကဲခေတ္တပြောမယ့်စီစဉ်ကနေပရိသတ်တွေအတွက်ခဏနေအလှပအရေးအကြောင်းအရာပြောပြပေးဖို့ပြန်လာခဲ့ပါဦးမရှင်။